ပဲခိုးတိုင်းဒေသကြီးဝေါ်မြို့နယ်ရန်ကုန်မော်လမြိုင်ကားလန်းပေါ်ကညောင်ခါရှိအစ္စရေးစစ်စေးရေးဂိတ်မှာ မော်တော်ဆိုင်ကယ်တစ်စီးအတွင်းသုံးဝက်တယ်လာတဲ့ပစ္စတိုတနက်တွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။မလ12ရက်နေ့မော်လဝိုင်းအချိန်ကအဆိုပါအေဇရေးစစ်ဆေးရေးဂိတ်မှာစစ်ဆေးမှုတွေလှုပ်ဆောင်နေစဉ်ကြိုက်ထုံမျိုးဘက်ကနေဝေါ်မျိုးဘက်ကိုမန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မှာနေထိုင်တဲ့အသက်48နှစ်အရွယ်ဦးအောင်မြင့်မြတ်ဆိုသူမောင်းနှင်လာတဲ့ Honda Clip အမျိုးအစားမော်တော်ဆိုင်ကယ်ကိုအစ္စရေးဆက်ရှိမျက်နှာစာကာလမပေါ်မှာရက်တန့်အရှာဖွေစစ်ဆေးခဲ့ရာမတင်ငါဘွယ်တွေ့ရတာကြောင့်အသေးစိတ်အရှာဖွေမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။

ဲ့လိုရှာဖွေခဲ့ရတာကနေမော်တော်ဆိုင်ကယ်ရဲ့ဘေးကာဘာတွေနဲ့ခြေနင်းအောက်ကာဘာအတွင်းတွေမှာတူဝက်သေးဆောင်လာတဲ့ပစ္စတိုတနက်ရှလက်နဲ့ကြီးစံတွေရှာဖွေတွေ့ရှိသိသိရမိခဲ့တာဖြစ်တယ်လို့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါရယ်။၎င်းကဆက်လက်ပြီးလက်နက်ခဲယံတွေဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေစေလို့သိရပါတယ်လို့ပြောပါရယ်။ပြီးခဲ့တဲ့နှစ်အော်တိုဘားလအတွင်းကလည်းအဆိုပါညောင်ခါရှိအစ္စရေးစစ်စီရေးကိမှာခီးတဲ့တဲမှန်လုံရဲ့တစည်းပေါ်လိုက်ပါလာတဲ့ခီးတဲ့တအုပ်ထံကနေလက်နက်ခဲယံတွေဖ န်းစီရမိခဲ့သေးတယ်လို့သိရပါဗျ။